မင်္ဂလာပါတီချက်ဒီနာဖြစ်ပါတယ်တီချက်ဒီနေ့တင်မှာ grade 12 maths ရဲ့ chapter 1လေးသင်နေတာ exercise 1.5ရဲ့ဒီနေ့ကနံပါတ် 3b လေးစပါမယ်မနေ့က a ပြီးသွားပြီပေါ့နော်အဲ့ဆို b မှာဆိုတော့ဒီချက်တို့ထုံးစံအတိုင်းဆိုတော့မနေ့ကရှေ့ကဗီဒီယိုကြည့်ပြီးတဲ့ကလေးကတော့နားလည်သွားပြီเนาะအဲ့တော့ဒီချက် b ပုံစံလေးပြန်ကူးမယ် z4 နော် set port equal to the minus 1ဒီချက်တို့ဒါပါမေးထားတာလေ soft load ခိုင်းထားတာနော် soft load ပြောရင် z ရှာခိုင်းတာဖြစ်တယ် z ရှာခိုင်းတာဆိုရင် z လိုချင်ရင် fourth ကဟိုဘက်ကိုရွှေ့မယ် fourth ဖြောင်းရင်ဘာဖြစ်သွားမလဲ1.4ဖြစ်မှာနော် power 1.4ဒါကြောင့်မလို့ minus 1 4 root 4 root of minus 1ပေါ့အဲ့ဒီ4 root ကိုဒီလိုမရေးချင်ပါနဲ့အတူတူပဲလေ minus 1 the whole power 1.4နဲ့အတူတူပဲနော် ဟဲ့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီစရုံမနေ့ကတွက်ခဲ့တယ်ဘာလို့အရင်တွက်ခဲ့လဲ -1 လေးကို အရင်တွက်တယ်နော် -1 ရဲ့ trigo နဲ့ဘာနဲ့ကိုတွက်တာလဲ root form နဲ့ကိုတွက်သွားတယ်အဲ့ဒါဆိုရင်ထုံးစံအတိုင်းဆိုတော့ဒီစရုံကဘသူအတွက်အရင်ကူမှလဲဆိုတော့ -1 အတွက်ဆိုရင် coordinate form လေးပြောမယ်ဆိုရင် -1 က rear part imaginary part ဖြစ်တဲ့အိုင်မှာပါတဲ့အတွက် -1, 0ဒါဆိုရင်0မှာဖြတ်တဲ့အတွက်ဝင်ရိုးပေါ်မှာရှိမယ်လို့သိရမယ်ဝင်ရိုး0ဖြစ်တဲ့အတွက် x exists ပေါ်မှာဖြတ်မယ်လို့မြင်ရတော့မယ်နော် x exist ပေါ်မှာဖြတ်မယ်ပြီးတော့ -1 လို့ပြောတဲ့အတွက်ဘယ်ဘက်မှာဖြတ်မှာလဲဒီနားမှာဖြတ်မှာဖြစ်တယ်ဒါလေးကိုတချို့ကတိပီးတာဖြစ်တယ်နော်သို့တော့တချို့တို့တွက်နေကြပုံစံအတိုင်းလေးရေးပြမှာဖြစ်တယ်လို့ပြောတဲ့အတွက် x ကဘယ်လောက်လဲ -1 y က0 ဆိုရင် r လိုချင်တယ်ဆိုရင် square root of minus 1 the whole square plus 0 square ဆိုတော့1ပဲရမယ်အဲ့တော့ r ရပြီ r ရရင် sin theta ဆိုတဲ့အတွက်တချို့က sin theta ဆိုပါလေ y by r ဆိုတော့0 by 1ဖြစ်တဲ့အတွက်0ပြီးရင် cos ကကြတော့ cos theta ကကျတော့ x by r မို့လို့ x က -1 by 1ဆိုတော့ equal to -1 ပေါ့။ဒါဆိုရင်တိကျတော့ cos တန်ဖို့ -1 ရတာဆိုတော့ဘယ်မှာရတာလဲ။ by နေရာမှာရတာ။ဘယ်ဟာစတိုင်းတာလဲဆိုတော့0ကနေစတိုင်းလိုက်တာဒီ ਉ နော်။အဲ့ဒါဆိုရင်တိကျတော့ဒါလေးက theta ပေါ့နော်။အဲ့တော့ဒီရှိနေတဲ့ point လေးဒီပါတယ်လေ -1, 0ပေါ့ဒါလေးကနော်။ -1, 0အတွက် ကဲဟုတ်ပြီအဲ့ဒါဆိုရင်တရှိရောသူ့ကိုဒီ point လေးချပြီးပြီဆိုရင် x exist တတ်မယ် y exist တတ်မယ်အလဲမှာ0ရှိမယ်နော်ကဲအဲ့ဒါဆိုရင်တရှိရော point ဒီအပေါ်ဘက်ကပဲလဲတာဖြစ်တဲ့အတွက် down ဒီအပေါင်းပဲပေါ့နော်အဲ့ဒါဆိုတော့ theta equal to pi ရသွားရင်လည်း pi ရသွားပြီနော်ဆိုတော့ therefore beta equal to the pi ပေါ့เนาะ pi ရပြီဒါဆိုရင်ဒီချက်တော့မနေရဘူးသူအတွက်ရေးခဲ့ကြလဲ z4 equal to ဒီအဆင့်လေးပြန်ကူးမယ်เนาะ z4 equal to minus 1 power 1 by 4เนาะ z o equal to က minus 1ဖြစ်တဲ့အတွက်เนาะ z power z equal to d minus 1 the whole power 1 by 4. ဒါဆိုရင် minus 1ရဲ့ w term ကို formula ရေးမှာဖြစ်တယ်။ဒါဆိုရင် minus 1ရဲ့ formula ဆိုတဲ့အတွက်ဘာဖြစ်မလဲ w k က wk equal to d r power 1 by 4 ဆိုတော့ r က1ရတဲ့အတွက်1 power 1.4ပြီးရင်ပါလာမယ် cos theta เนาะအဲဆိုတော့ cos theta ဆိုတော့ theta ကခုနပိုင်ရတယ် plus 2k by by root 4 root ဖြစ်တဲ့အတွက် by 4 plus i sin ဘာဖြစ်မလဲ by plus 2k by by 4ရောင်ပဲเนาะဒါလေးပဲဒါဆိုဒီချက်တို့က k ကိုဘယ်လောက်ထည့်ရမလဲ k equal to the 0 1 2 3 4 3ပေါ့4ထက်1ယော့ဆိုတော့เนาะအဲ့ဒါဆိုခုတချို့ရတာ z ရဲ့ formula ဖြစ်သွားပြီအဲ့တော့ z ဒီပါနဲ့အတူတူပဲလေ wk နဲ့အတူတူပဲဖြစ်တဲ့အတွက် z equal to wk ပေါ့เนาะအဲ့ဆိုခုတချို့ရဘယ်ကနေစမလဲ k equal to 0ကစမယ်ဆိုတော့ z equal to ဘာဖြစ်သွားမလဲ w0 ပေါ့เนาะဆိုတော့ w0 ဆိုရင်တချို့က k နေရာမှာ0ထဲမှာဆိုရင်ဘာရသွားမှာလဲ ဒါလေး0ဆိုရင်ပိုင်ပိုင်4ရမှာ1ဒီဘယ်နှထက်တင်တင်1ဖြစ်တဲ့အတွက်ဖြုတ်လိုက်မယ်အဲ့ဒါဆိုရင်ကလေးတို့ဘာကြံပါလဲ cos ပိုင်ပိုင်4 i sin ပိုင်ပိုင်4ရမယ်နော်အဲ့ဆိုတော့ cos y min 4ကလေးတို့တိပြီးသားဖြစ်တယ်ဘယ်လောက်လဲ1 by root 2 rationalize လုပ်ပြီးသားဆိုရင် root 2 by 2 sin လဲအတူတူပဲဖြစ်တဲ့အတွက် plus root 2 by 2 i เนาะအလိုအလိုကတော့တိပိသားတော့ဖြစ်တယ်မသိရင်ဘာလုပ်လို့ရလဲ calculator နှိပ်လို့ရတယ်เนาะဟုတ်ပြီအဲ့ဒါဆိုတချို့တာ w0 လေးရပြီဆိုရင်ဘာတူရေးမလဲ k equal to 1အတွက်ပေါ့เนาะဒါဆိုရင် z equal to ဒီဘာဖြစ်မှာလဲ w1 ဖြစ်ပေါ့เนาะ w1 ဆိုခုနဒီတချို့အပေါ်က k နေရာမှာဘာထည့်မလဲ1ထည့်ရင် pi + 2pi ဖြစ်သွားမှာเนาะ pi plus 2 pi by 4 3 pi by 4 3 pi by 4ဆိုတော့ cos 3 pi by 4 plus i sin 3 pi by 4 3 pi by 4လေး cos ကို calculator နှိပ်ပေးပါအောင် cos 3 pi by 4 le minus root -2 pi 2เนาะ sin ကကြတော့အပေါင်းအပေါင်းဆိုတော့ plus တို့ do by do i နော်အဲ့ဒါဆိုရင်ကျတို့ k1 လေးရသွားပြီပေါ့နော်တခါ k equal to 2အတွက်ဆိုရင် z equal to ဒီပါဖြစ်မလဲ w2 နော် w2 ဆိုရင် k နေရာမှာ2ထဲမှာဆိုရင် pi plus နော် pi plus k က2ဆိုနှစ်နှစ်လေးလေးဆိုဘယ်လောက်ဖြစ်မှာ4 pi by 4ဖြစ်မှာဖြစ်တဲ့အတွက် 5pi by 4ရသွားမယ်ဆိုတော့ cos 5pi by 4 plus sin phi pi pi 4เนาะအဲဆိုတော့တချို့နှိပ်ပြီးပါအောင် cos pi pi 4လေးကဘယ်လောက်လဲ cos pi pi 4က minus root 2 by 2เนาะ cos pi pi 4 minus root 2 pi 2 plus เนาะ sin pi pi 4က sin 5 pi pi 4က minus ပဲအဲဆိုတော့ minus root 2 by 2 i ပေါ့เนาะ ဆိုတော့ minus root 2 by 2 i ကဲဒါလည်းရသွားပြီတခါပြီးရင်ဒီစလိုဘာဖြစ်မလဲ k equal to ဘယ်သူအတွက်သွားမလဲ3အတွက်ဆိုရင် z equal to ဒီဘာဖြစ်မှာ w3 ဖြစ်မှာပေါ့เนาะအဲဆို w3 ဆိုခေနေရာမှာ3ထည့်လိုက်3နဲ့6ဆိုတော့ pi plus 6 pi by 4နော်အဲ့ဆိုဘယ်လိုရသွားမလဲ7 pi by 4ရသွားမယ်ဒါကြောင့်မလို့ cos seven by by four plus not inside seven by by four. Okay, how be? Now, so detail seven by by four. này maybe vào cos seven by by four áp lao lên The two by two, nó plus, nó cái sign seven by by four cái giờ jaro minus yare minus the two by two i cái mo. Yabila, okay, yabi. So, yeah, teacher, ultima degree đi it. အဲဒီဆော့ပုံစံမှာဒီချက်ပုံလေးတွေထည့်ဆွဲပေးထားတယ်เนาะအဲ့ဒါဆိုရင်ဒီချက်တို့ဒီ pi/4 ဆိုတာက45เนาะ pi/4 က45ကိုမှဒီကိုကြည့်လိုက်တော့သူလဲ plus သူလဲ plus ဖြစ်တဲ့အတွက်ဒါပါ quadrant မှာရှိမှလဲ first quadrant မှာရှိမယ်เนาะအဲဆိုရင် first quadrant မှာရှိမယ်ဆိုရင်ဒီနောက်ကလက္ခဏာဇက်တိုက်ကြည့်လို့ရသွားပြီနောက်တစ်ခုဒီပါလဲ minus plus အဲဆိုရင် second quadrant နောက်တစ်ခုဒီပါပြုမလဲ minus minus မို့လို့ third quadrant ဒါကကြတော့ plus minus မို့လို့ fourth quadrant ဒီမှာ degree လေးတွေနှိပ်ကြည့်ပြီးလဲစစ်လို့ရတယ်နားလည်ပြီလားကဲအဲ့ဒါဆိုရင်ဒီစရို assign like လေးထဲမှာဖြစ်တဲ့အတွက် 45c x exists နဲ့ 45c ဌာနေမှာဖြစ်တယ်နော် x ဝင် u နဲ့ဒါဆိုရင်ဒီစရို့ရဲ့ w0 လေးဒီဘယ် quadrant မှာရှိမှာလဲ အနည်းနဲ့ဆက်ချပေးမယ်နော်45ဖြစ်တဲ့အတွက် first quadrant မှာရှိတော့အလေတဝက်မှာရှိမယ်နော်အလေတဝက်ဒီ45တောင်းကနော်0ကစမှာထိတ်ဆွေ90နော်အဲ့ဒါဆိုရင်ဒီနေရာလေးဒီတာပါလေ w 0တကယ်လို့အဲကိန်းလုံးနေတဲ့ဆိုရင်တော့ဒီမှာ point ပါထည့်ပေးလိုက်ပေါ့အခုရထားတဲ့ဟာနော် root 2 by 2ဘယ်လိုထည့်ရမလဲ root 2 by 2 plus root 2 by 2မှာဘယ်လိုရေးမလဲ comma နဲ့ရေးပြီး point ပို့လို့နော်တဘောပေါက် เนาะဒီလိုလေးအဲ့တော့ဒီ point ကမထည့်လေးရတယ်ဖြစ်တဲ့အတွက်တစ်ချက်ကမထည့်ပြီးတော့เนาะနာမည်လေးပဲရေးပြလိုက်မယ်ဒါဟုတ်ပြီအဲ့ဒါဆိုရင်ဒီချက်တို့ w 0ပြီးရင် second quadrant ရောက်သွားတဲ့အတွက်ဒီမှာဒီဘလောက်ဖြစ်သွားမလဲ w 1ဖြစ်မယ်တခါဒီနေရာမှာဒီဘလောက်ဖြစ်မလဲ w 3ဖြစ်မယ်ဒီအလေတက်တက်မှာဒီ w အစ sorry w2 w3 နော်ကျော်သွားတယ် w2 w3 ကဲအဲ့ဒါဆိုရင်ဒါလေးက x axis ဒါလေးက y axis အလယ်မှာက0ပြီးအဲ့ဒီ point လေးတွေကိုဘာလို့ပြီးလို့ရလဲဆက်ပြီးလို့ရတယ်เนาะအဲ့ဆိုဒီချိန်ကဒါလေးဆက်မယ်ဆိုတဲ့အတွက်သူနဲ့ဆက်လိုက်မယ်နောက်တစ် point ဆက်မယ် point တွေအားလုံးဆက်ပြီးလိုက်ပါเนาะ point တွေအားလုံးဆက်ပြီးမယ်ဒီ အဲ့တော့တီချာရူရဲ့ပုံလေးကဒီလိုလေးထွက်ပါတော့နော်ဒီလိုလေးထွက်မယ်အဲမနေ့ကလည်းပြောပြီးပြီနော်တီချာမေခွန်းမှသူကပုံစံမှာကန်တက်ချက်ပေးထားတဲ့ဆိုရင်မလုပ်ပေးရမှာလေကန်တက်ချက်ပေးထားတဲ့ဆိုရင်ထည့်ဆွဲပေးရမှာဖြစ်တယ်ပြီးရင်အမှတ်ပြည့်လိုချင်တဲ့ကလေးတွေကအမှတ်မရော့ချင်ရင်လည်းမလုပ်ပေးတာကောင်းလေထည့်ဆွဲပေးထားတာကောင်းတယ်ပေါ့နော်အဲ့ဆိုဒီပုံလေးထွက်သွားမယ်ရပြီလားကြည့်အဲ့ဒါဆိုတီချာတို့ B ရပြီဆိုတော့ C လေးဆက်ကြည့်အောင်နော်